မရိကန်ရဲ့အတန်ထက်မြန်တဲ့ဒုံးမြန်ဒီဇိုင်းတွေခိုးယူခြင်းခံရတယ်လို့မရိကန်သမ္မတဒေါ်နယ်ထရန့်ကဆိုပါလိမ့်အတန်ထက်မြန်တဲ့ဒုံးမြန်ဒီဇိုင်းတွေဟာခိုးယူခြင်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒေါ်နယ်ထရန့်ကတော့ဒီကိစ္စကိုလူသိရှင်ကြားပထမဦးဆုံးပြောလိုက်တာဖြစ်ပါလိမ့်ဝက်စမစတက်ကိုတင်းနှင်းစင်းပွဲမိန်ကမှထည့်သွင်းပြောခဲ့ပြီးဒါဟာဘာရ်အိုဘားမားနဲ့ရုရှားတို့ကိုတင်းကြုံဖြစ်တဲ့ဝေဖန်ခဲ့ပြန်ပါလေ အသံရဲ့မြန်နှုန်းထက်အစာပေါင်းများစွာလင်းလင်းစွာပြန်တန်းနိုင်တဲ့အသံထက်မြန်တဲ့လက်နက်အမေရိကန်ဒရက်စင်ခေါမှုကြီးတရပါတရုတ်နိုင်ငံဟာဒီလိုလက်နက်တွေဖန်တီးထုတ်လို့အသုံးချနိုင်စွမ်းရှိကြောင်းမကြောက်သေးမီနှစ်တွေကထုတ်ဖော်ပြသခဲ့ပါလေတရုတ်က2022မှာစမ်းသပ်ခဲ့ရာရေဂန်စစ်တပ်ကုကေးရေးပိုင်းကိုအံအားသင့်သွားစေခဲ့တယ်လို့ Financial Times ကပြောပါတယ် အမေရိကန်လေးနဲ့အတန်ထက်မြန်တဲ့လက်နက်တွေအတွက်တမကအတန်ထက်မြန်တဲ့ကာကွယ်ရေးစနစ်တွေအတွက်ပါရင်းနှီးမြှုပ်နှံမှုလိုအပ်ကြောင်းစစ်တပ်ကိုယ်ကရေးပိုင်းကအကြံပြုထားပါတယ်။ဒါဟာတရုတ်အားကွာဟာချက်ကျင်းမြောင်းလာတဲ့စိန်ခေါ်မှုအဖြစ်ရှင်းညွှန်းပြောဆိုလိမ့်ရှိပါတယ်။အမေရိကန်တရုတ်ကမှကွာဟာချက်ရှိနေသေးတော်ညာလည်းပဲအဲ့ဒီကွာဟာချက်မှာအလင်းမြန်ကျင်းမြောင်းလာနေတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ရုရှားဟာ2024နိုဝင်ဘာမှာယူကရိန်းနိုင်ငံဒီနီပရိုကိုတိုက်ခိုက်ခြင်းဖြင့်၎င်းတို့မှာအတန်ထက်မြန်တဲ့ ကိုပိုင်ဒုံးကျည်စွန့်ဤပိုင်ဆိုင်ထားကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။တိုက်ခိုက်မှုကြောင့်ရုပ်မြင်သံကြားမှာထုတ်လွှင့်ပြသခဲ့ပြီးတော့အဲ့ဒီလက်နက်စွန့်ဤနဲ့ပတ်သက်ပြီးကြွားလုံးထုတ်ခဲ့ပါတယ်။ရုရှားသမ္မတပူတင်က original လို့အမည်ရတဲ့ဒုံးကျည်ဟာအတန်ထက်ဆယ်ဆပုံမြင်ကြောင်းနဲ့ဒါဟာဒုံးကျည်ကောက်ဝေးစနစ်မှန်သမျှခုခံကြော်ဖြတ်နိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။ထရန့်ဟာနယူးယောက်ဝေါ့ဖ်ဖိုင်စတက်ဒူမှာ2025 တင်းနဲ့စင်ပွဲမေကုံးပြောကြားခဲ့ခြင်းဖြစ်ပြီးရေဂန်စစ်တပ်နဲ့စစ်တပ်ကတို့ရဲ့အောင်မြင်မှုတွေကြောင်းဒီကထားပြောခဲ့ပါလေ training ကိုမှာအတန်ထက်မြင်တဲ့လက်နက်တွေနဲ့ပတ်သက်ပြီးလည်းထည့်သွင်းပြောပါရယ် worst point စတက်ကတို့ဘောလုံးရှိဦးဟာအတန်ထက်မြင်တဲ့ဒုံးမြောင်ကိုတိဆောက်ပြီး150ကီလိုမီတာ63မိုင်ခန့်နီးပါးအထိအမြင့်ဆုံးကိုပြစ်လွန်ပြနိုင်တဲ့စီမံချက်အကြောင်းမှထည့်သွင်းပြောပါရယ်ဒီကနေ့ဒီညမှာရှိနေတဲ့ဘောလုံးရှိဟာအတန်ထက်မြင်တဲ့ကိုပိုင်းဒုံးမြောင်ဒီဇိုင်းထုတ်ခဲ့ပါရယ် ဒါတွေကိုချက်ချင်းတိဆောင်းနိုင်ဖို့သူတို့အသုံးပြုတတ်ပါတယ်။မိမိတို့ရဲ့ဒုံးမြင့်ဒီဇိုင်းတွေဟာခိုးယူခံခဲ့ရပါတယ်။ American ဟာဒါကိုဒီဇိုင်းထုတ်ခဲ့တာပါ။ဘယ်တော့ခိုးယူခံရလဲဆိုတော့ Obama ဆွေးရတဲ့ထက်ကပါ။ဒါကိုဘယ်သူကခိုးတယ်ထင်လဲ။ရုရှားတွေခိုးတာဆိုးဝါးဖြစ်သွားခဲ့တယ်လို့ထန်ကဆိုပါလိမ့်။ထရက်ပြောစုတဲ့နေနဲ့ပတ်သက်ပြီးဘာမှသက်တည်ထောက်ထားတော့မရှိပါဘူး။ဒါပေမဲ့ခုဆိုရင်မိမိတို့အနေနဲ့ဓာတ်ရိုက်ကိုဒီဇိုင်းထုတ်ပြီးအများအပြားတည်ဆောင်းနေပါပြီ ်အခုနဲ့စောပိုင်းမှာဒီဘိုလောင်းတွေဟာဒုံးမြက်ကိုအာဂါသာတဲ့လွတ်တင်ပြီးပျော်လန်းဒုံးမြက်နေထဲမှာကမ္ဘာအဆင်ကြီးတင်နိုင်ခဲ့ပါတယ်ဒီလိုဖန်တီးနိုင်တဲ့သူတွေအများဆုံးလိုအနေနဲ့လို့ထရန်ကဆိုပါတယ်အဲ့ဒီဘိုလောင်းတွေဟာ2018မှာဆက်တင်ခဲ့တဲ့ SPER ဆိုတဲ့အစီအစဉ်မှာပါဝင်ခဲ့ပါတယ်ဒီအစီအစဉ်ဟာအမေရိကန်မှာရှိတဲ့ရင်မှတ်ချက်အကြီးဆုံးဘွဲ့ကြိုတန်းဒုံးပြန်အစီအစဉ်မှာပါဝင်ကြောင်း West Point တက်ကူကပြောပါတယ်အဲ့ဒီအစီအစဉ်ဟာဘိုလောင်းတွေဟာနီးပညာမြင့်တိုက်ပွဲဝင်ခြင်းနေမှာ လက်တွေ့ဘဝအတွေ့အကြုံကိုပေးအပ်နိုင်ကြောင်းလည်းကာကွယ်ရေးဌာနဆွဲဆောင်ရေးကိုပုံမူနားလည်သဘောပေါက်စေဖို့ရည်ရွယ်ကြောင်းပြောပါတယ်။ရုရှားအသံထက်မြင့်တဲ့လက်နက်ကိုအသုံးပြုနေကြောင်းထုတ်ဖော်ပြသခဲ့ပေမဲ့လည်းမေဂန်ပီတာဘောစနာကျွန်တော် Origin တုံးကြီးဟာရုရှားရဲ့ Iceland 20 Rubas တိုက်ချင်းပြည့်ပယ်ထိန်တုံးကြီး ICBM ကိုအခြေခံထားတဲ့ပယ်ထိန်တုံးကြီးစံသက်မျိုးစားတာဖြစ်ကြောင်းသတ်မှတ်ခဲ့ပါတယ်။ ထရန့်ကရုရှားဟာသူတို့ရဲ့ဒုံးပျက်များအတွက်အမေရိကန်စီစဒီဇိုင်းခိုးခဲ့ကြအောင်ဆွဆွဲပြောခဲ့ပါတယ်။ထရန့်ကဇန်နဝါရီလမှာသမ္မတဒုတိယသတ္တန်စတဲ့တော်ဝင်ယူပြီးဂျပန်နဲ့ဒီလိုပြောခဲ့တာပါ။အကျင့်မကောင်းသူတို့ကဒီဒီဇိုင်းတွေရုရှားကိုရောင်းစားခဲ့တယ်လို့သူကဆိုပါတယ်။ရုရှားကခိုးယူခဲ့တယ်။အမေရိကန်စီကလည်းသူတို့ရသွားတယ်။ဒါပေမဲ့အမေရိကန်ဟာအခုဒီထက်ပိုကောင်းတဲ့စနစ်တွေဖန်တီးနေပါပြီလို့ထရန့်ကပြောနေပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ မြောက်ကိုရီးယားစစ်သည်မောအသည့်ရေးချစဉ်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးသင်္ဘောချင်းရရှိသုံးကိုမြောက်ကိုရီးယားကဖန်စီထင်းသိမ်းလိုက်ပါတယ်မြောက်ကိုရီးယားမှာစစ်သည်မောမတော်တဆဖြစ်မှုနဲ့ပတ်သက်ပြီးလူသုံးဦးကိုဖမ်းထားပြီလို့နိုင်ငံပိုင်မီဒီယာကကြေညာပါတယ်ဘော်ရူနေကစစ်သည်မောအသည့်ဒစီရေးချတဲ့ဖွင့်ပွဲအခမ်းအနားမှာမတော်တဆမှုကြောင့်သင်္ဘောစိတ်ပိုင်းတို့ပျက်စီးခဲ့တာနဲ့ပတ်သက်ပြီးသင်္ဘောချင်းမှာအရာရှိသုံးဦးကိုဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ် ရေချစင်မှာတန်9000ရှိဖြတ်သင်းမောအောက်ခြေစိတ်ပိုင်းနေပျက်စီးသွားပြီးသင်းမောဟာတစ်ဖက်ဆောင်းသွားတဲ့အနေအထားဖြစ်ပါတယ်။မောင်ကိုရီးယားကောင်းဆောင်ကင်ဂျွန်ဟန်ကဒါဟာရောက်စုမှုဖြစ်တယ်လို့ပြောလိုက်ပြီးဂယုမဆိုင်မှုတာဝန်မဲမှုတို့ကြောင့်ဖြစ်တာလို့ဖြစ်တယ်ကတာဝန်ရှိသူတွေလာမဲလအစီအွေမှာကင်တွင်မယ်လို့ပြောပါတယ်။ဖန်စစ်ခံရသူတွေဟာဖြတ်သင်းမောတိဆောက်ခဲ့တဲ့မြောက်ပိုင်းခြုံကျင်းသင်းမောခြင်းကအင်ဂျင်နီယာကျော် ဆောက်လုပ်ရေးကြီးကဲတဲ့ Australian Manager တို့ဖြစ်တယ်လို့မြောက်ကိုရီးယားတရားဝင်သတင်း Agency KCNA ကပြောပါတယ်။ဂျိုရူးတပ်မတော်ရာသင်္ဘောကြီးဟာဘေးဒဏ်လဲနေပြီးအပြာရောင်ကားနဲ့ဖုံထားပြီးတော့သင်္ဘောစစ်မှန်တစ်ခုကကုန်းပေါ်မှာရှိနေတဲ့ပုံပေါက်ပါတယ်။အဲ့ဒီပွဲတုန်းကကင်ဂျော်ဝဲကိုယ်တိုင်တက်ရောက်ခင်တာဖြစ်ပြီးအဲ့ဒီလိုဖြစ်တဲ့အတွက်အလွန်အင်မတန်မှစိတ်ဆိုးခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ခုပြောချင်ပါတယ်။တူရန်တကီနိုင်ငံရဲ့အာနာရှင်တပိုင်းဖြစ်နေတဲ့ သမရာအာဒူဂန်ကနောက်တစ်ကြိမ်သမရာဖြစ်ဖို့မိမိအနေနဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းမှာမဟုတ်ဘူးဆိုပြီးပြောလာပါတယ်။တွင်ကသမရာအာဒူဂန်ဟာသူ့ရဲ့သမရာတက်တန်ကုံဆုံးပြီးရင်နောက်တစ်ကြိမ်ရွေးချယ်ခံရဖို့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြောင်းလဲဖို့ကြိုးပမ်းနေတယ်ဆိုတဲ့ဆွဆွချက်တွေသူကညင်ပါတယ်။ တူရကီကို22နှစ်ကြာအုပ်ချုပ်လာတဲ့အာနာရှင်တပိုင်းဖြစ်နေပြီဖြစ်တဲ့အော်တိုကန်ဟာ2003ခုနှစ်မှာပထမဆုံးဝန်ကြီးချုပ်ဖြစ်လကောက်2014ခုနှစ်မှာစတင်က သမ္မတဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့လက်ရှိပြဋ္ဌာန်းချက်တွေမပြောင်းလဲဘူးဆိုရင်နောက်တစ်ချိန်သမ္မတဖြစ်အဟန့်လာဖြစ်နေပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကိုကိုယ်တိုင်အတွက်မဟုတ်ပဲနိုင်ငံအတွက်ပဲလိုချင်ကြောင်းသမ္မတနေရာပြန်ရွေးခံရဖို့ဘုမဟုတ်နောက်တစ်ချိန်ဂျာဒူပြန်ရွေးချယ်ဖို့စိတ်ဝင်စားတော့ဘူးလို့ ်တမရအာရုကန်ကပြောပါတယ်ဒါမှမကြသေးရင်အာရုကန်ရမှတ်ချက်နဲ့လုံဆောင်ချက်တွေက2028မှာတမရတန်တန်းကုန်ဆုံးပြီးနောက်တမရအဖြစ်ဆက်ရှိနေလိုတဲ့ထင်ကျေးပေးမှုတွေပိုထွက်လာပါတယ်မလာဒီမတော့အာရုကန်ရဲ့အလားအလာရှိတဲ့နိုင်ငံရေးပြိုင်ဘက်လို့ယူဆခံရတဲ့အစ္စတန်ဘူမြို့တော်ဖန်စီထင်းထင်းခံရပြီးနောက်ဒရဂီမာနှစ်ပေါင်းများစွာအတွင်းအစိုးရအဆက်ကျဆန္ဒပြပွဲတွေဖြစ်ခဲ့ပါတယ်ဒါဟာနိုင်ငံရေးခြေထိုးကွက်ဖြစ်တယ်လို့ တိုက်ခံနိုင်ငံရေးသမားတွေကဝေဖန်ထားပြီးအစ္စတန်ဘူနောက်ပိုင်းစီဗာရီကျင်းတော်မှာထိမ့်သိမ်းခံရတဲ့မြို့တော်ပေါ်ယူကရိန်းအိုင်မာဘုတ်ဂလုပေါ်လူလူထောက်ခံမှုတော့မြင့်တက်လာတယ်လို့စတဲ့နေ့မှာဖော်ပြထားပါတယ်။နောက်ထပ်သတင်းပေါ်ပြောချင်ပါတယ်။အစ္စရေးကိုအရေးယူတယ်လို့ပြောနေတယ်ပြတင်ပြင်သစ်နဲ့ကနေဒါခေါင်းဆောင်တွေဟာဗမာရောက်နေပြီလို့အစ္စရေးဝန်ကြီးချုပ်နေတာညာဘူးကပြောလိုက်ပါတယ် ဒုံဂျုတ်ကီယာစတာမဟာဂါဇာမှာဖြစ်ပျက်နေတဲ့ကိစ္စကိုဆိုးလာပြီးထိလက်စရာကောင်းတဲ့ဖြစ်ပျက်တယ်ဖြစ်ပေါ်လာလို့ပြစ်ခတ်ရစရည်လိုအပ်တယ်ဆိုပြီးတော့ပြင်သစ်ကနေဒါကောင်းဆောင်နေတဲ့သူပြောဆိုခဲ့ပြီးနေရကြမှာမိသားညာဟုကတုံ့ပြန်ခဲ့တာပါပြတိန်ကအင်ကာနေမှာအစ်ဇွေးနဲ့လက်လက်စွာကုံတွယ်မှုကိုရပ်တန့်ခဲ့မှုတန်တမန်တွေစင့်ခေါ်မှုဂါဇာမှာစစ်စင်အရှိန်ပြင်းမှုကိုဆိုးဝါးမှုလို့ရှုတ်ချထားပြီးတော့နောက်ဘက်ကမ်းမှာရှိနေသူတွေကိုအေးအေးပိတ်ဆို့မှုတွေပြုလုပ်မယ်လို့ကြေညာထားပါတယ်အစ္စရေးစစ်တပ်ကဂါဇာမှာ စစ်စင်ရဲ့အစ်စတင်မဲ့အကြောင်းပြီးခဲ့တဲ့ပတ်ကကြေညာပြီးရှေ့ရက်တွင်လူ900ကျော်သေဆုံးခဲ့တဲ့အကြောင်းပါလက်စတိုင်းကျမ်းမာရေးဌာနကကြေညာပါတယ်။အစ္စရေးဟာမလကတည်းကစတင်ကဂါဇာကိုစေးဝါးစားတော့လောင်စာတင်သွင်းဖို့ပြိပင်ထားပါတယ်။နိုင်ငံတကာရေးကြွန့်ကျင်သူတွေကငတ်ပေးနဲ့ရှင်ဆန်ရနိုင်ကြောင်းသတိပေးခဲ့ပူပါတယ်။ဒါကြောင့်ပြီးခဲ့တဲ့တင်းလာနေမှာစတင်ကထောက်ပံ့ကားတချို့ဂါဇာကိုဝင်ခွင့်ပေးခဲ့တာတွေ့ရပါတယ်။ဒီလိုကူညီပေးမှုတွေပြိပင်တာပေါ့ ဒါဟာပေါင်မိုက်တဲ့အစင်းဖြစ်ရောက်ရှိနေပြီဖြစ်ကြောင်းပြည်တွင်းနိုင်ငံခြားရေးဝန်ကြီးဒေးဗစ်လမ်မီကပြောပါရယ်အစ္စရေးထိုးစစ်ဆင်မှုကိုပြည်တွင်းကနောက်ထပ် Facebook မှုတွေပြုလုပ်မှာဖြစ်တယ်လို့လည်းဒေးဗစ်လမ်မီကပြောပါရယ်2023အော်တိုဘတ်9ရက်နေ့ကဟမ်မစ်ရဲ့တက်ခတ်မှုပြီးမှအစ္စရေးကအကာအကွယ်ကိုရှီချောင်းတိုက်တွန်းခဲ့ပြီးအစ္စရေးလုံခြုံရေးပတ်သက်ပြီးအာမခံတဲ့အကြောင်းပြည်တွင်းကပြောပြပါရယ်အခုကမှပြည်ရင်ဟာဒီလိုထပ်ပြောတာဟာစကားကိုနှမျိုးပြောတာလို့ဖြစ်နေပြီလို့အစ္စရေးကထောက်ပြဝေဖန်တာပါလေ။နောက်ထပ်သတင်းပေါ်ပြောချင်ပါသေးတယ်။ ဒီအချင်းမိသားစုကတော့ကံကောင်းတယ်လို့ပြောရမှာဖြစ်ပါလေ။ဘာဖြစ်လို့လဲဆိုတော့သေမောကြီးဟာသူတို့အိမ်နဲ့နည်းနည်းပဲကြွားတဲ့ကွာမှာရက်တန့်သွားတာပါ။တကယ်လို့အိမ်နာကပ်ပြီးဝင်တက်သွားပြီဆိုတော့တိမ်လုံးပါတော့မကိစ္စပါ။ညရံဝင်တဲ့အချိန်မှာအဲ့ဒီမိသားစုဟာအားလုံးပုံမှန်ရှင်နေရကနေမနဲ့မိုးလင်းတော့အိမ်ရမကွန်တီသေမောကြီးဟာအိမ်ဘေးနားရောက်နေလိမ့်မယ်လို့ကြိုပြောမဲ့ဆိုရင်ဘယ်သူမှရှုံးကြမှာမဟုတ်ဘူးပေါ့။ဒါပေမဲ့နော်ဝေးနိုင်ငံကမိသားစုကတော့အဲ့ဒီမဖြစ်နိုင်တဲ့ကိစ္စကိုကြုံတွေ့ခဲ့ရပါလေ ဖြစ်စဉ်ကနော်ဝေးနိုင်ငံဗင်နဆာမြို့နာကပင်လယ်ကရင်တဲတနေရာမှာ135မီတာရှည်လျားတဲ့ကွန်တိန်နာသင်္ဘောကြီးကမတော်တဆတောင့်တင်ခဲ့ပါတယ်။ကွန်တိန်နာတွေတန်ဆောင်လာတဲ့ MCSR တန်သင်္ဘောကြီးဟာမေ27ရက်နေ့ကအဲ့ဒီကရင်တဲနေရာကိုဥပိုင်းနဲ့ဝင်တိုက်ပြီးတောင့်တင်သွားတာဖြစ်ပါတယ်။သင်္ဘောဝင်တိုက်ပြီးတောင့်တင်နေတဲ့နေရာဟာတထက်အိမ်လေးတစ်ခုနဲ့မီတာနည်းနည်းလေးပဲกว่าပါတယ်။တဲသွားတိုင်းတော့အဲ့ဒီအိမ်မှာပြိုကျပြီးအရှင်မီသားစုပါ သေဆုံးသွားနိုင်ပါတယ်။ဒီနည်းအားဖြင့်ပြောရရင်သင်္ဘောကြီးဟာအိတ်တဲတဲ့ကိုတော့ဝင်တိုင်းမိနိုင်ချေရှိခင်ဟာနေပုတ်ကာတီကလွဲချော်သွားခဲ့တာပါ။ဒါပေမဲ့အင်ရှင်မီတာစုကအဲ့ဒီအဖြစ်အပျက်ကိုလုံးဝမသိဘဲနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့ပါတယ်။မနေသားရဲ့အင်ဂျင်တွေကဘဲသွားတီးပြီးအင်ဂျင်တွေကိုနှိုးကြိုးကြောင်ပြောပြတော့မှသူတို့ကဗရင်ပေါက်ဖွင့်ကြည့်ခဲ့ရမှာမျော်လင့်မထားတဲ့ဖြစ်အကြောင်းမျိုးလုံးပြုတ်ကုန်ပါလေသူအိတ်နေတဲ့နေရာဟာသင်္ဘောကိုတင်တဲ့ ခနှစ်မီတာလောက်ပဲကွာကြောင်းဒါမဲ့သူကဘာတမ်းမမချခဲ့ဘူးလို့အိရှင်ကပြောပါတယ်။ပဝင်းချင်းမှာကြောက်စကြောက်နာတွေပြလဲယူမော်တွေဖြိုခဲပြန့်ခြင်းတွေတွေ့ခဲ့ပြီးတင်းမော့ဟာညင်းညင်းသာသာပဲတောင်းတင်းသွားခဲ့တယ်လို့ယူဆမိပါတယ်။ဥဒိကျနည်းနည်းလေးသာလွှဲရင်တင်းမော့ဟာအင်ကုန်ကိုတိုက်ခဲမိမယ်လို့ဆိုပါတယ်။တင်းမော့ဟာတနအီကိုရေမိုင်း16မိုင်နှုန်းနဲ့ခုံမောင်းရင်တောင်းတင်းသွားတာဖြစ်ပါတယ်။စိုက်ပရက်မှာမှတ်ဖို့နေထားတဲ့ရေရင်ပေါ်မှာအမှုတန်း16ကိုလိုက်ပါခဲ့ပါတယ်။ ။တင်မောတောင်းနေမှုနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေစတင်နေပြီလို့နော်ဝေးဟာနာပိုင်းတွေကပြောပါရယ်။နော်ဝေးရဲ့တစ်ဖက်ကတော့စစ်ဆေးမှုတွေရဲ့အဓိကရွေးချက်ဟာစပိုင်းဆိုင်ရာပြဿနာလားလူအမှားလားဖော်ထုတ်ဖို့ဖြစ်ပြီးရွေးချက်ရှိရှိတောင်းတင်အောင်လုပ်ခဲ့တဲ့ဆိုတဲ့ထောက်ထားတော့မတွေ့ရဘူးလို့မှတ်ချက်ပေးသွားပါရယ်။